ခဲ့တဲ့ပိုင်းမှာတော့ကင်းကားဖန်းကိုဒုညမအောင်တရားလုပ်ခဲ့တဲ့ဆိုတဲ့ဒေါသနဲ့ကြောက်ရွံ့ပြင်းအောင်လုပ်ခဲ့ပေမဲ့အယ်လင်းကရောက်လာပြီးတော့ကယ်တင်ပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အတိတ်ကဖန်တဲ့အယ်လင်းရဲ့အကြောင်းနဲ့အယ်လင်းသိဆုံးရခြင်းရဲ့အမှန်တရားကိုလည်းတီးခဲ့ရပါတယ်။ တေချင်းမျိုးတော်မာလာတိုင်းနေတဲ့မြင်းမြတ်စစ်တီကိုကင်းကားတိုက်ဖို့ဆုံးဖြတ်ပြီးအမြင်တော့ကြည်သေးပုံမရဘူးဖြစ်နေပါရယ်နေငါ့ကိုတစားပေါင်းမယ်ဆိုတာတီးပြီးသားပါလို့အကိုီလာကပြောလိုက်ကပြန်ထားလာခဲ့လိုက်ပါရယ်အစကတည်းကမင်းတို့နဲ့လက်တွေ့ဖို့အတွက်စီစဉ်မရှိဘူးတိုင်းပြည်ကဒူစီရိုက်ခုနှစ်ပါးကိုနေနေခြင်းနဲ့ငါကလည်းပန်ကိုနေနေခြင်းနဲ့ဒါပေမဲ့အခုတော့စီစဉ်ပြောင်းသွားပြီလို့ကင်းကပြောလိုက်ပါရယ်ကိုီလာကရှော်ပန်းဆိုတဲ့တိုက်ခွန်းနဲ့တိုက်ဖို့လို့တော့ကင်းကတူးလန်နဲ့ကာကွယ်ပေးခဲ့တယ်ဒါဟာနှစ်သက်ငယ်တိုင်းပြည်မှာရှိတဲ့အထွန်းအမြတ်တပင်ကနေပြုလုပ်ထားတဲ့ဂက်စတီဖောလန်နံဖြစ်ပါရယ်ဒီ ီလန်ကတမတီးတက်မှာကျော်ပြီးတော့တိပင်ကြီးရဲ့လိုဝတ်စံကျဲတဲ့အစွမ်းတွေကိုလည်းပိုင်ဆိုင်ထားပါတယ်ဒီအစွမ်းတွေကနေဖြစ်ပေါ်လာတဲ့ကင်းရဲ့အစွမ်းကတော့ disaster လို့ခေါ်ပါတယ်၄ရောက်တယောက်တိုက်ရအောင်လို့ဂူလာကပြောတော့ငါတယောက်တည်းနဲ့ဆင်ပြေပါတယ်လို့ကင်းကပြောလိုက်ပါတယ်ကြံတဲ့လူတွေကလည်းကင်းကိုတိုက်ခိုက်ဖို့အတွက်လွှဲထားလိုက်ကာထိုင်ကြီးနေလိုက်ကြပါတယ်အဲလင်းကတော့သူ့ကိုဟာသူစုတောင်းတွေကိုဖြည့်ဆည်းပေးမယ်ဆိုတာကိုတည်နေတယ်လို့ပြောကာစောင့်ကြည့်နေပြီးအခုအစွမ်းကတခြားသူတွေကိုကူညီပေးရင်ပိုစွမ်းထက်လာတတ်တယ်လို့ပြောနေခဲ့ပါတယ်မွေးရမြင့်မီရိုးကန်လိုက်ရကလေးက ကိုကိုကိုပြစ်တင်ရင်ပြည်သူတွေနဲ့ညီမလေးရဲ့အတွက်မျက်ရည်တွေမရေတွက်နိုင်အောင်ကြမယ်ဆိုတာကိုညီမတိတယ်လို့လည်းပြောနေပါရယ်ကင်းကတော့လန်ကိုကောင်းကောင်းထိန်းချုပ်ရင်းနဲ့ဂူီလာကိုတိုက်ခိုက်နေခဲ့တယ် ခက်စီဗော့စ်ဘီယာဖောင်ဖိုင်အင်ဂရိဆိုတဲ့အစွမ်းကြောင့်ဂွီလာတယောက်ကလည်းကောင်းကောင်းကြီးကိုခံစားလိုက်ရပြီဖြစ်ပါတယ်။ဒီအစွမ်းမှာမြားပြလှစားသောလံတွေအများကြီးဖြစ်ကုန်တာလည်းဖြစ်ပါတယ်။တစ်ချိန်လုံးကနတ်တငယ်တွေနဲ့လူသားတွေကြားမှာငြင်းချမ်းမှုသဘောတူညီမှုကိုလုပ်ခဲ့တယ်။အဓိကအကြောင်းရင်းကတော့ကျူးကျော်သူတွေကိုကြောက်ရွံ့စေခဲ့တာကနတ်တငယ်ဘရင်ရဲ့အစွမ်းပဲဖြစ်ပါတယ်။ကင်းရဲတကယ်နာမည်ရင်ကနတ်တငယ်ဘရင်ဟာလီကွင်းလို့ခေါ်ပါတယ်။ဂွီလာကမရှောင်နိုင်တဲ့နီကတိုက်ခိုက်မှုတစ်ခုကိုလှုပ်လိုက်တဲ့အခါမှာတော့မယ်လီယိုဒတ်စ်ကဖူကောင်တာနဲ့တိုက်ခိုက်လိုက်ပါတယ်။ဂွီလာရဲ့တည်ရှိမှု ပြောက်သွားတဲ့ချိန်မှာတော့အဲလိန်ကပေါ်လာခဲ့ကသူမကခန္ဓာကိုယ်နဲ့ဝင်လာရမယ့်အစားဝိညာဉ်နဲ့ပဲဝင်လာခဲ့တာဖြစ်လို့ပြင်မကဘာကိုပြန်ရောက်သွားတာလို့ပြောပြခဲ့ပါတယ်။အဲဒီနောက်မှာတော့အကုံလုံးကလည်းချိန်ပြေသွားပြီဖြစ်လို့အငွေတွေပြန်လာကြပါတယ်။မယ်လီယိုဒက်စ်ကတော့မျက်ခွပ်ပြောင်ပြီးအဲလစ်ဘက်ရဲ့နှိုးတွေမပြောက်သွားအောင်လို့ဒီလိုလေးကင်ထားမယ်လုပ်နေတာကြောင့်ဒီယာနယ်ကသဝင်တို့ကအော်နေခဲ့ပါတယ်။တေချင်းမျိုးတော်ကတက်ရှိတွေကိုညင်းပယ်နေပြီလို့အဲလိန်ကပြောပြနေရင်သူတို့ကိုကူညီခဲ့တဲ့ကလေးလေးနှစ်ယောက်ကလည်းရောက်လာပါတယ်။ချက်ကျွေးတာတွေအတွက်ကျေးဇူးတင်ပါတယ်လို့ပြောခဲ့ကြပါတယ်။နှုတ်ဆက်ပါတယ်ဗန်လို့ ောတော့နောက်တစ်ခါထပ်တွေ့ကြတာပေါ့လို့ဘန်ကလည်းအလင်းကိုပြောလိုက်ပါတယ်ဘန်ကိုကဝယ်ပေးလို့ကျေးဇူးတင်ပါတယ်အကိုကြီးလို့အလင်းကလည်းနှုတ်ဆက်ခဲ့ပြီးတဲ့နောက်မှာတော့အကုံလုံးကအပြင်ကဘာကိုပြန်ရောက်လာခဲ့ကြပါတယ်အပြင်ကဘာမှာတော့သူမကိုသူမမသိမရှင်ဖြစ်အောင်လုပ်ရင်ဝင်လာခဲ့တဲ့ဂူဟီလာရဲ့ခန္ဓာကိုယ်ကိုတွေ့လိုက်ကြရပါတယ်ဘန်ကအခုပဲတက်လိုက်ကြရအောင်လို့ပြောနေပြီးကင်းကတော့သူ့ကိုကြောက်ရောက်ပြန်အောင်လုပ်လိုက်မယ်လို့ပြောနေခဲ့ပါတယ်မဲလီယိုဒက်စ်ကတော့တူတာဝင်ထားလိုက်လို့ပြောပါတယ်အဲ့ဒီနောက်တော့ဂူဟီလာနာကို heaven ဆိုတဲ့ခေါင်းဆောင်ဖြစ်သူကရောက်လာကနှိုးနေခဲ့ပါတယ်သူမကတော့ ော့တိဘက်မှာဂျိုဂျီခန္ဓာရကဒူစီအိုက်9ပါးကိုရုံခဲ့တဲ့အတွက်အပြစ်တင်နေပါတယ်။မင်းမျက်နှာကဘာဖြစ်တာလဲလို့သူကမေးရင်ကြောင်တိကြောင်ချောင်ပုံဆွဲထားတာကိုလည်းတွေ့ရပါတယ်၊သိကြပါတယ်။ဒါကမယ်လီယိုဒက်စ်ရဲ့လက်ချက်ပါပဲ။မယ်လီယိုဒက်စ်တို့တွေကတော့စကန်းချနာနေကြပြီးဒီယာနယ်ကငါးကင်းကိုမယ်လီယိုဒက်စ်ကိုကျွေးနေပါတယ်။ကင်းကတော့ဒီယာနယ်နင်းထိုင်ရာတွေတတ်တာတော့ပြီလားလို့အစိမ့်ပူစွာမေးနေခဲ့ကဒီယာနယ်ကခေါင်းဆောင်စီမှာကြီးစိုက်ခံရအောင်လုပ်နေတာကွာလို့ဘန်ကမူမူနဲ့ပြောနေပါတယ်။ကင်းကိုကြည့်ရတာကတော့ဒီယာနယ်ကိုသဘောကျနေပုံပေါ်ကသူကအဲ့ဒီလိုလုံးဝမဟုတ်ဘူးကွာလို့ညင်းနေခဲ့ ခဲ့ပါတယ်မယ်လီယိုဒက်စ်ကမင်းတို့နှစ်ယောက်လုံးတော်တော်လို့ပြောတော့ခေါင်းဆောင်နဲ့ဒီကောင်မလေးကဘလို့မျိုးဆက်ဆံရည်လဲလို့ကင်းကမိခဲ့ပါတယ်မယ်လီယိုဒက်စ်ကတော့သူဖြစ်တဲ့နယ်အတိုင်းနှာဖို့တွေ့တွေနဲ့ငါတို့ကချစ်သူတွေလေဒီလိုအထိတွေ့တွေရှိကြတယ်ဆိုပြီးသူပြောချင်ရာတွေကိုပြောနေခဲ့ပါတယ်အန်ဒီစ်ဘတ်ကတော့ရှင်းရှင်းနဲ့ညင်နေခဲ့ရတာပေါ့သူကတိုင်းမီရဲ့တတိယမြောက်မင်းသမီးလေးပါလို့နှုတ်ဆက်ရင်ကင်းကသူ့ပုံစံကိုပြောင်းကဒုတိယခုနှစ်ပါတဲ့ကကင်းမလို့သူ့ကိုသူမိတ်ဆက်လိုက်ပါတယ်ကင်းကအရန်ကိုဆွမ်းထက်တာပဲမယ်လီယိုဒက်စ်တောင်းအောင်လို့မနိုင်တဲ့သူကိုတောင်မှတယောက်တည်းတိုင်းနိုင်လိုက်တယ်လို့အဲလီစ်ဘတ် ကလည်းကြီးကျူးနေခဲ့ပါရယ်။ငါစွမ်းအားကြီးတာမှန်ပေမဲ့သူတို့ရဲ့စွမ်းစင်းနဲ့သာတိုက်ခိုက်ရင်မြင်းမြတ်တူရဲကောင်းတွေကိုအေးစေးတိုက်ခိုက်နိုင်ပါတယ်လို့ကင်းကပြောလိုက်ပါရယ်။မင်းတို့တောင်ရောက်တဲ့တွင်းမြတ်ရတနာတွေပဲရောက်ကုန်ပြီလေလို့မိလိုက်ကဒီယာနယ်ကတော့ပျောက်သွားပြီဖြစ်ကြောင်းမယ်လီယိုဒက်စ်ကတော့ရောင်းစားလိုက်ကြောင်းနဲ့ဘန်ကတော့အခိုးခံလိုက်ရတဲ့လီလိုပြန်ပြေခဲ့ကြပါရယ်။လီယိုနက်စ်တိုင်းမြောက်ဘက်အစွန်ဆုံးဗာနော်ဒေတာမှာတော့တောင်ပိုင်းကိုကြည့်တဲ့ဘီဗရီတာနီးယားကိုတိမ်ပိုက်မယ်ဆိုကတပုံတွေကတောင်ကျနေကြပါရယ်။ဖီတန်တာနဲ့အတူနောက်ထပ်မြင်းမြတ်စီရီဟောက်စာတို့ကရောက်လာခဲ့ကနှစ်ယောက်တည်းနဲ့အကုန်လုံးကိုပြေးရှင်းလိုက်ပါရယ်။နန ်းတော်ထဲမှာတော့ဘယင်ကြီးကဟိုဒီဝါပြစ်တော့မယ်ဆိုတာကိုကြိုတီးနေတယ်လို့ပြောနေကြပါတယ်သူတို့ကိုမပါဝင်ပဲလက်နက်ချဖို့အတွက်ဘယင်ကမိန်ပေးထားတာကိုစညင်ပြီးငါတို့မြင်းမြတ်စစ်တီတွေကတိုင်းပြည်ကိုကာကွယ်ရမယ်ဆိုကမြင်းမြတ်စစ်တီတွေကိုမိန်ကုန်းပြောနေပါတယ်မိန်ကုန်းပြောနေသူတွေကတော့ Drivers နဲ့ Handrison တို့ခေါင်းဆောင်တွေပဲဖြစ်ပါတယ်တာဝန်ကနေပြန်လာတဲ့ဂီတနာနဲ့ဟောက်ဇာတို့ကို Drivers ကခေါ်တွေ့ခဲ့ပြီးတော့ဒူစီယိုက်ခုနှစ်ပါးတဲ့က Meliodas ကိုတေချာပေါက်ရှင်ပြရမယ်လို့ပြောနေပါတယ်ငါတို့ Lioness တိုင်းပြည်ရဲ့ပြိုင်ဘက်ဒါနာဖော့ကိုမှတ်မိသေးလားအဲ့ဒီတိုင်းပြည်ကိုဖျက်ဆီးပစ်ခဲ့တာက တူရဲ့မြတ်တော်သားမှနေမြုပ်သွားတဲ့မယ်လီယိုဒက်စ်ရဲ့လက်ချက်ပဲလို့ပြောလိုက်ပါရယ်အဲ့ဒါကမှန်ဆိုရင်တော့မှလီယိုနက်စ်တိုင်းပြည်မှာမြင်းမြတ်စစ်တီတွေအများကြီးရှိပြီးတော့မျိုးဆက်တစ်တွေလည်းအများကြီးရှိတယ်လေလို့ဟောက်စာကပြောလိုက်ပါရယ်မျိုးဆက်တစ်ဆိုတဲ့အကြောင်းကို drivers ကတိပုံမရသေးပုံပေါ်နေတော့ Henryson ရဲ့လူတွေကတပည့်တွေအများကြီးခေါ်နေတယ်လို့တတိယအကြောင်းဂီတနာကတင်ပြလိုက်ပါရယ်မယ်လီယိုဒက်စ်တို့ကိုလည်းမျိုးဆက်တစ်ဆိုတဲ့မြင်းမြတ်တူရဲ့ကောင်းနေဆိုတာကနေချင်းညချင်းစွမ်းတွေရသွားတဲ့လူတွေဖြစ်ကြောင်းကင်းကပြောပြနေပါရယ်ဥပမာအနေနဲ့ဆိုခုနကတိုက်ခိုက်ခဲ့တဲ့ဂူီလာကလွန်ခဲ့ တဲ့ရက်အနေငယ်တုန်းကဒီလိုစွမ်းမျိုးမရှိသေးဘူးလို့ပြောရင်မင်းတို့ယုံမှလားလို့မေးလိုက်ပါတယ်။အဲ့ဒါတဲ့ပိုရေးကြီးတာကဒူစီရိုက်ခုနှစ်ပါးစားပွဲကလေးကဘယင်ကြီးပေးလိုက်တဲ့နှစ်ရတနာတွေကိုပြောက်ကုန်နေပေါ်ဟုတ်လားဆိုကကင်းကားစုနေပါတယ်။ဒီလက်နက်တွေရဲ့ကြောင်းကောင်းချုပ်မကန်ပါနဲ့ကင်းဟာလက်နက်မပါရင်လဲသူတို့ကတံမာပါတယ်လို့ဟောကဝင်ပြောလိုက်ပါတယ်။ဝက်ကလေးဒီရေကန်တွေကငါတို့တွေတဲကတယောက်ရဲ့စွမ်းလို့သဘောထားလိုက်လက်ကုန်းနဲ့ရေဘလောက်ကက်လို့ရမယ်ထင်လဲ။အစွမ်းဘလောက်ပဲရှိရှိအတိုင်းနာဆိုတာရှိတယ်ကွာ။ဒီနှစ်ရတနာလက်နက်တွေကိုဒါတုံးရင်အရင်ကတဲ့စွမ်းတွေများကြီးတုံးလို့ရ တယ်လို့ကင်းကပြောပြလိုက်ပါတယ်။သဘောပေါက်သွားတဲ့ဟောကလည်းလက်နက်တွေကိုဘာလို့လက်လွတ်စပယ်လုပ်ပြလိုက်ရတာလဲဆိုကမယ်လီယိုဒက်စ်ကိုစူပါတော့တယ်။တိုင်းပြည်ကိုကယ်တင်ခြင်းနဲ့ဆိုရင်တော့မင်းတို့ရဲ့အတွက်မျက်ရတနာတွေကိုရေဆုံးပြန်ချရမယ်လို့ကင်းကပြောခဲ့ပါတယ်။ကင်းကမြို့ထဲမှာနေခဲ့တာဆိုတော့သူမအဖေနဲ့မာရီစင်ပြေရဲ့လာလို့အဲလစ်ဘက်ကမိလိုက်တဲ့အခါအဲ့ဒါကိုတော့သူမတိရမှုတောင်းပန်ပါတယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီညမှာတော့ရေကန်ဘေးမှာစခန်းချခဲ့ကြပြီးအခန်းမရှိတော့တာဖြစ်လို့ဘန်နဲ့ကင်ကိုဟောကတခန်းထဲမှာအတူနေရာချပေးခဲ့ပါတယ်။အဲလစ်ဘတ်ကနဇွဲလ လေးကိုကန်ကစိတ်ပူနေပုံပေါ်နေတာကြောင့်နဇွဲလေးကလှတယ်နော်လို့မယ်လီယိုဒက်စ်ကပြောလိုက်တယ်ဒီနဇွဲကတူမအသက်25နှစ်ပြည့်မှာတူမမာဂရက်ကပေးခဲ့တာဖြစ်ပြီးတူမကရန်ကိုကျင်တာတကြောင်ဒုတိယမင်းသမီးဘယ်ရိုနီကာကတော့ယောက်ျားဆန်ကြောင့်ပြောပြနေခဲ့ပါတယ်တူမကဂီနဲ့လည်းတော်တော်ရင်းနှီးတယ်လေလို့ပြောနေတော့စိတ်မပူပါနဲ့ငါမင်းအဖေနဲ့မားတွေကိုကယ်ပေးမှာပါလို့မယ်လီယိုဒက်စ်ကပြောလိုက်ပါတယ်အခုတော့အနားယူပြီးအိကြရအောင်လေလို့ပြောနေကဟော့ကတော့ထုံးစံအတိုင်းမယ်လီယိုဒက်စ်ကိုကျူးလာတုတ်ခဲ့ပါတယ်နန်းတော်ရင်ပြောက်ထပ်မှာတော့မြင်းမြတ်စစ်တီတွီကိုနဲ့ ဲ့ Jerry Joe တို့ကိုကောင်းစွန်အမဲတွေဆိုပြီးတော့ခေါ်ထားခဲ့ပါတယ်။မြင်းမြတ် City Henderson ကတူခေါ်လိုက်တာဖြစ်ကြောင်းပြောပြီးစွမ်းအားသေးရမယ့် City တွေကိုကြိုးဆိုပါတယ်လို့ပြောလိုက်ပါတယ်။သူ့နောက်မှာတော့ဘန်တက်ခဲ့တဲ့အနီးရောက်နဇိုးရဲ့အလောင်းကိုလည်းတွေ့ရပါတယ်။နဇိုးရဲ့ကိုကနေတွေးတွေဖောက်ထုတ်လိုက်ကမင်းတို့ပြန်လည်မွေးဖွားလာလိမ့်မယ်တောက်လိုက်လို့ပြောနေခဲ့ပါတယ်။ Melly Yores တို့ကတော့ဘိုင်ဇယ်မျိုးကိုရောက်နေခဲ့ကြပြီးဒီမျိုးမှဘသူမှမဝယ်နိုင်တဲ့တူကြီးကြီးရှိတယ်လို့လူတယောက်စီကကြားခဲ့တာကြောင့်ရောက်နေကြတာလည်းဖြစ်ပါတယ်။ဖြစ်နိုင်တာကတော့အဲ့ဒီတူကဒီယာနယ်ရဲ့တူဖြစ်တာကြောင့်တွားယူကြဖို့ပြော နေပါတယ်ဒီအာနယ်ကတော့သူ့ကိုဘာလို့အိမ်မှာဆောင်ခိုင်းရတာလဲဆိုပြီးငိုနေခဲ့ကတတင်းကမှန်ဆိုတာနဲ့ချက်ချင်းပြန်လာခဲ့မဲ့အကြောင်းမယ်လီယိုဒက်စ်ကပြောလိုက်ပါတယ်ဒီအာနယ်ကတယောက်တည်းမကြံကျင်ဘူးပြောနေတော့မိန်းကလေးချင်းစကားပြောလို့ရအောင်လို့တူချန်ခဲ့မယ်လို့အလစ်ဘတ်ကပြောလိုက်ပါတယ်သူမကိုမိန်းကလေးလို့ပြောလိုက်တော့ဒီအာနယ်ကရန်ကိုပြောသွားခဲ့ပြီးမယ်လီယိုဒက်စ်တို့ကတော့ထွက်လာလိုက်ကြပါတယ်မြို့တော်ထဲမှာတော့ကုန်ပစ္စည်းရောင်းသူတွေနဲ့စီကားနေပြီးအဖိုးကြီးတယောက်ကပွဲတော်မှာဝင်ပြန်ကြမှာမလားလို့မယ်လီယိုဒက်စ်တို့ကိုမေးလိုက်ပါတယ်မဟုတ်ပါဘူးကျွန်တော်တို့ကတူကြီးကြီးတခုခုဒီမှာ ရှိတဲ့ကြားလို့လာရှာကြတာပါလို့မယ်လီယိုရက်စ်ကပြန်ပြေးလိုက်ကအဲ့ဒါကဟိုတောင်နောက်မှာရှိတယ်ဆိုတာဘိုးကြီးကညွှန်ပြလိုက်ပြီးအဲ့ဒါကတကယ်လဲဒီယာနယ်ရဲ့လက်နက်ဂီဒီယွန်ဖြစ်နေပါတယ်တန်ကောင်းဆုံးတဲ့လူဘူတေတေလေးကတော့နှစ်စဉ်ချင်းမနေကြပါစေရဲ့တိုက်ခိုက်ရေးပွဲတော်စတင်မှာပြီလို့ကြော်ညာနေခဲ့ပါတယ်လက်နက်အုံပြုခြင်းကိုတားမြစ်ထားပြီးတော့စူဂျီရဲ့အနေနဲ့တင်ကားတရားနဲ့အေယာမတူကြီးဖြစ်ပါတယ်လို့ပြောနေပါတယ်မယ်လီယိုရက်စ်တို့ကတူတို့စီရင်ပေးမယ်လို့ပြောနေတော့လူကောင်းကြီးတယောက်ကဒါကကလေးတွေပြန်ရမယ်ပြန်ပွဲမဟုတ်ဘူးလို့ပြောကာဆွဲမလိုက်ပါတယ် ဟုတ်လေဟုတ်တယ်လေအရွယ်တွေကစောက်ကလေးတတာဖြစ်နေတာကိုအဲ့ဒီလူကသူဟာ၃နှစ်ဆက်ချန်ပီယံထိုင်ဆိုဆိုပြီးမိတ်ဆက်နေခဲ့ကဟောက်ဇာကလည်းရှိနေပါတယ်ကင်းကတော့သူ့ကိုတဏီယာယာမှာမြင်မှုတယ်လို့ပြောနေခဲ့ပါတယ်ပြိုင်ပွဲအတွင်းမှာတော့ဒူစီယိုင်း9ပါးကိုတီးတဲ့သူတွေလည်းရှိနေခဲ့ပြီးကောင်မာလီကဂရီယာမိုဆိုတဲ့သူ့ရဲ့နောက်လိုက်ကိုဝင်ပြိုင်ခိုင်းလိုက်ပါတယ်မယ်လီယိုဒက်စ်ကတော့ဒီယာနယ်ရဲ့အတွင်းမြတ်ရတနာကိုပြန်ယူကြရအောင်လို့ပြောလိုက်ပါတယ်တပတ်မှဂျယ်ရီဂျိုလိုတွေကတော့နဆိုးတွေးကိုတောက်ဖို့လုပ်နေကြကသူ့ရဲကောင်းတွေကနဆိုးမျိုးနွယ်ကိုရေခဲစစ်ပွဲမှာနိုင်ယူပြီးချိတ်ပိတ်ခဲ့တယ်ဆိုပေမဲ့ ဲ့ဒီကောင်းကိုနတ်တငယ်တော်အောင်မှာလို့တွေ့ခဲ့ရတာလည်းမတီးဘူးလို့ဟန်ရီဆန်ကပြောနေပါတယ်။ဘာပဲဖြစ်ဖြစ်မင်းတို့တော့ကိုတောက်လိုက်လို့တဲ့တယ်ဆိုရင်တော့ကိုရီလာလိုမျိုးစွမ်းအားတွေများကြီးရလာလိမ့်မယ်လို့ပြောခဲ့ပါတယ်။အစွမ်းဆိုတဲ့အတန်ကိုကြားတော့ဒိုးစရိုက်ခုနှစ်ပါးကိုရုံခဲ့တဲ့ထွေကိုနဲ့ချယ်ရီဂျိုလိုတွေကချက်ချင်းကိုတောက်လိုက်ကြပါတယ်။ဒါပေမဲ့စွမ်းအားတွေကရန်ကိုများတာကြောင့်ထွေကိုတယောက်ဟာပောက်ွဲထွက်သွားပြီးတော့ချယ်ရီဂျိုကတော့အောင်မြင်သွားပုံပေါ်ပါတယ်။ကိုရီလာကတော့မင်းကငါတို့ဘက်ကိုရောက်သွားပြီးမို့ကြိုးဆိုပါတယ်လို့ချယ်ရီဂျိုကိုလက်ခံပေးလိုက်ပါတယ်။